ရှင်အားကြပါမယ်။ဒါအင်းမြောက်ကအင်းရဲ့ပြည်လို့ပြောနေရတာ။ဟုတ်။ဒိုင်းပေါ်မှာလည်းအဖက်ရှင်လေးတစ်ခုတက်လာတယ်။အဲ့ဒါလေးတော့ပြောပြပါဦး။အဲ့ဒါကတီဝဲဝတ်တာပြန်ဝတ်တာပဲဆိုတော့အိန္ဒိယအိမအဲ့လိုမျိုးလေးမိန်းကလေးများကလေအမေဆရာလည်းအိန္ဒိယယူဝတ်တယ်။မြမိုက်ဆရာလည်းအိန္ဒိယယူဝတ်တယ်။တီဝဲဆရာလည်းအိန္ဒိယယူဝတ်တယ်။တယောက်တစ်ယောက်ကပတ်ပြီးတော့အိန္ဒိယယူဝတ်နေကြတာအဲ့လိုဟိုဟိုအိန္ဒိယအိန္ဒိယကိုယ့်ဘာကိုရွေးဖို့ကခက်နေရတယ်အိန္ဒိယအိန္ဒိယရှက်တောက်ကလေး အဲ့အဲ့ကတော့အဖက်ဖက်ကနေပြီးတော့အကျန်နဲ့အများကြီးပြပါတယ်အကုန်လုံးနဲ့ဆိုင်နေတာပေါ့နော်ဘူကအတော်ဖြစ်တတ်တတ်ကြမလို့အမေလိုပဲအတော်လိုပဲအကုန်လုံးကနေချာကိုအများကြီး support ပေးဒီကလည်းကိုကကိုပြစ်တဲ့နေနဲ့ပြန်ကြည့်လို့ရှိရင်ဒီကလည်းရကြည့်မှုစရာလည်းကောင်းတယ်ချစ်ဖို့လည်းကောင်းတယ်မနေ့ကလည်းကောင်းတယ်ဟာသားလေးတွေလည်းပါတယ်ပေါ့နော်ရာသားဆုံးပြနိုင်တဲ့ကားတကားလို့မြင်တယ်ကိုကရရိုက်တော့ကြတော့တခြားဘက်တွေကမှကိုကဟိုမပါတော့ပေါ့နော်ကိုရဲ့ဟာနဲ့ကိုရဲ့ဇက်ဇက်မှာ ဟိုပျော်ဖို့ကောင်းခဲ့တဲ့ခန်းတွေအများကြီးရိုက်ခဲ့ရတယ်ပြီးရင်အဲ့ဒရာမာစိတ်တွေလည်းအများကြီးမာခဲ့ပါတယ်ဟုတ်ကဲ့ကြည်ပြအတွက်ကကြတော့သူကအဲ့လိုမျိုးသူကအသေးစိတ်ဂိမ်းဆိုင်ပြီးချစ်တဲ့ character ပေါ့နော်သူကအမြဲပြောရလို့မစိတ်လေးလေး short တော့ပါအဲပိန်သွားတယ်နော်အမြဲတော့အမြဲအသေးစိတ်ဂိမ်းဆိုင်ပြီးချစ်တဲ့သူပေါ့နော်အဲ့တော့သူကအဲ့လိုမျိုးကိုချစ်တဲ့သူတစ်ယောက်ကကိုယ်ကိုဒီရင်ဒီဒီပြောလို့ရှိရင်တော့အရင်တော့ခံစားရမှာပေါ့နော်ဒါပေမဲ့ကြည်ပြအနေနဲ့ဆိုလို့ရှိရင်တော့တော်တော်ခံစားခဲ့ရပါတယ်သနာကြပါတော့ ့ဘွားနှစ်ပွဲကွင်းနေကိုကတနာကြဲသူရယ်ကိုစားတော့တနာကြဲသူဒါကြောင့်ဟိုကိုနဲ့ relay လုပ်လို့ရတဲ့လူပေါ့နော်အခုဒီကမှ security အများကြီးပါတယ်လို့ဆို character ကြီးပြ character ကို sign character ပြီးရှင် jacket character ပေါ့နော်အဲ့ဒီအကုန်လုံးမှာကိုနဲ့ဘသူကဘလို့ relay လုပ်နိုင်မလဲဘသူကကိုနဲ့အကြောင်းတိုက်ဆိုင်မလဲဆိုတာပိတ်သက်တွေကတယောက်တည်းမတူချောက်လို့ထင်တယ်အဲ့ဒါပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ဟိုကတင်းနေကွင်းနေပါဟုတ်တယ် လိုတီးတီးခွဲရဘူးဒီ fashion လောက်ကန်ဒီမဲတွေအဲ့လိုတီးကြည့်ပြောင်းတီးဖို့ဆိုတော့လောက်ခွဲရအဲ့လိုမျိုး comment လေးအများကြီးမြင်ရအဲ့ဒါလေးဖတ်ရဟိုပျော်ဖို့ကောင်းတယ်ဘာသာချစ်တဲ့ဆုံးလို့ပြောရမယ်ဆိုတော့အကောတော့သူ့သူ့နဲ့သူ့ငန်းနဲ့အဆုံးစုဒီချစ်ကြရလို့မြင်ရတယ်ပေါ့နော်။ကြည်ပြဆိုလို့ရှိရင်လည်းသူကသူ့ချစ်တဲ့သူပျော်ဖို့အတွက်ကိုသူအကုန်လုံးဆုံးလို့လိုက်ပြီးတော့ဆုံးလို့နိုင်တယ်။သူနဲ့မပျော်ဘဲနဲ့တခြားသူနဲ့ပျော်ရဆိုတခြားသူစီကသူကနေခဲ့မယ်ဆိုရဲဆုံးလွတ်တဲ့အချက်မျိုးပေါ့နော်။ဒါကတော့အဲ့လိုမျိုး ေရောဘလို့သူကချစ်တတ်ဆုံးလို့မြင်မလဲဆိုတာကဘလို့ရုံလေးနဲ့တူလို့ရှိရင်ပြီးတော့သိရတော့မှာဟာပါတယ်ဒီမှာပါတယ်အားရမှာကစကားတော့တကားနေတယ်ပါတယ်ပြောလို့ရဟုတ်ပါဘူးကြည့်ကြည့်တော့ဟုတ်အမ်ကိုတို့ဒီလိုမျိုးလောက romance ကလို့ချစ်စရာကောင်းတဲ့ထလာလေး romance ကမချစ်ရအရမ်းကြပြီဒါကြောင့်ခုခုလည်းကြည့်ရတဲ့အချိန်မှာကြည်နူးရတယ်အယောင်လေးတွေရောအကုန်ကလို့ပြောတယ်လှလပပလေးအကုန်ကဖြစ်နေတယ်ပေါ့နော်အဲ့ဒါလည်းမျိုးမချစ်ရကြတဲ့အတွက်ကြောင့်ပြန်ချစ်ရတာပေါ့ ပီလီလေးကအသက်ဆုံးလေးတစ်ခုလိုခံစားရတာလောဆောင်ကြီးတစ်ချက်တစ်ချက်ကိုပြောတော့တော်တော်တော်ပေါ့နော်အဲဒါအဝေးချန်ပြီးပြောလူမိတာပညာတင်တာရေလူမိတာကြတာနေရှိတယ်ဆိုတော့အဲဒါတော့ဟိုပေါ့နော်ဘူးတို့ဒီတရုတ်ဆောင်ရင်းထဲမှာဘုကကို experience ရလေအများကြီးပေါ့နော်တခုနဲ့တခုမတူရဲခိုင်နေရတယ်ဘေးကနေလဲ channel တွေအကုန်လုံးအများကြီးပြည့်ရဲ့ information တွေအကုန်လုံးကပို့ဘေးကနေပြောလို့အဲ့တဲ့ခိုင်ကိုလည်းပြောပြပေးရဲအဲ့လိုမျိုး supportive ဖြစ်တဲ့ family ရှိရတဲ့အတွက်ကြောင့်မို့လို့လဲအဲပို့ဒီနေရာချက်မှာတိကျလုပ်နိုင်တယ်လို့လည်းပြောပါတယ်အဲအဲ့ဒါတော့ ကနေပြီးတော့အကျန်နဲ့အများကြီးပြပါတယ်အကုန်လုံးနဲ့ဆိုင်နေတာပေါ့နော်ဒီကအတော်ဖြစ်တဲ့တကြမလို့အမေလိုပဲအတော်လိုပဲအကုန်လုံးကနေချဖို့အများကြီး support ပေးဟုတ်ဖရှင်အားကြပါမယ်ဗျာကျောင်းမြောက်ကအရင်ကပြောနေတာဟုတ်ဒိုင်းပေါ်ကလည်းအဖက်ရှင်လေးတစ်ခုတက်လာတာဒါလေးလည်းပြောပြပါဦးအဲ့ဒါကတီဝဲဝတ်တာပြန်ဝတ်တာပဲဆိုတော့အိန္ဒိယအိမအဲ့လိုမျိုးလေးမိန်းကလေးများကလည်းအမေဆရာလည်းအိန္ဒိယယူဝတ်တယ်ညီမဆရာလည်းအိန္ဒိယယူဝတ်တယ်တီဝဲဆရာလည်းအိန္ဒိယယူဝတ်တယ်တယောက်တစ်ယောက်ကပတ်ပြီးတော့အိန္ဒိယယူဝတ်နေကြအဲ့လိုဟိုအိန္ဒိယအိန္ဒိယ ့ဘာကိုရွေးဖို့ကခက်နေရတယ်အိန္ဒိယအေအေဒီရှက်တောက်ပြလိုက်ဒါနဲ့တပုံစံလေးနော်ဟာလေးတော့ပဲမြန်လို့ရတယ်ဟုတ်တယ်ဟုတ်ဖြစ်ဆိုလို့ရှိရင်တော့ဘာကိုအခုချိန်ထိတော့မမိကြသေးဘူး ဒါ fashion line နဲ့ပတ်သက်လို့သူ project အကြံဉာဏ်လေးတောင်းလိုက်တယ်။အဲအဲ့ဒါတော့အမြင်နဲ့ဘေးကနေပြီးတော့အကုန်လုံးကခုအကြံဉာဏ်အကြံဉာဏ်လေးပေးကြတယ်။အပြင်ထွက်ပြေးဆိုလို့ရှိရင်အကုန်လုံးကတေချာလေးကြည့်ပြီးတော့နားရမလားလို့ပြောပြ။ဒါပေမဲ့လွတ်လွတ်လပ်လပ်နဲ့ပေးဖို့ထားပါရဲ့အကုန်လုံး။ဆရာချမတွေ့အဲ့လိုဒီဝေးဆရာအေးကြီးကိုတုံးလို့ရတာ။အကုန်လုံးကမိကလေးများနေတော့အိမ်မှာအဲ့လိုပဲတယောက်ပြီးတယောက်ဆီကနေပြီးတော့အကုန်လုံးယူဝစ်တာပေါ့။ဟုတ်ကဲ့ခုကတော့မတီးလိုက်ပဲလေ။ဒီကတော့တက်လာမှာ။အဲ့လိုကတူနေတာပေါ့သူများတို့ တော့တိဝိုင်းတွေကိုကိုကကိုကသိရတယ်ဒါတိဝိုင်းတွေကိုယူဝတ်ထားရဆိုတော့ဒီကားလေးအတွက်လည်းပြန်ခေါ်ပြပါဦးရှင်။ဟုတ်ကဲ့ပါပြဆက်လက်မှာဂျူလိုင်လ၄ရက်နေ့ဆိုလို့ရှိရင်ရုံတင်ပါတော့မယ်။ဒီကားလေးမှာပိုင်းတွေကိုလည်းအများကြီးစူးစမ်းထားပါတယ်။အမ်ပူရောကိုစားရောပူရောဒီဘေးမှာပါချက်ခတ်စီအများကြီးအများကြီးရှိပါတယ်။အဲ့ဒါကြောင့်မို့ပူရောအာစူးစမ်းထားတဲ့ကားလေးကိုလည်းရည်ကြည့်ပေးကြပါဦး။ဒါတိုင်းပါ။ဆုပါ။